မင်္ဂလာပါရှင်။ Deselevery New ရဲ့အော်တိုဘားလာ၁၉ရက်မနေ့စနေနေ့ဒီနောက်ဆုံးရနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ဒေသရင်နဲ့ပြဿနာတက်ပူတာကြောင့် JK ကိုရေးချင်းရှိလျက်နဲ့တုံစင်းနဲ့မထည့်ပေးခဲ့တဲ့နယ်ဝဲရဲ့သတင်း။အထက်ခံဒီမှာတထက်တုံရဲ့ BO5 တစ်ပိုင်းကြောင့်လူပြောများနေတဲ့ဟိဝေရဲ့သတင်း။အရေးပါတဲ့ကိုကိုသွင်းယူပေးနိုင်ခဲ့ပေမဲ့ဒီချက်လေးကြောင့်စိတ်မကောင်းဖြစ်နေရတဲ့ရှင်းသက်ဖြူစင်ပြုံးရဲ့သတင်း။တော်တန်ဒီရဲ့ပြင်ပကိုရောက်ရှိခဲ့ပေမဲ့လေးစားစရာစိတ်ဓာတ်လေးကိုပြသနိုင်ခဲ့တဲ့ ဂျီကိဖ်ဆိုဖီယာရဲ့သတင်းတွေကိုရှုစားရမှာဖြစ်ပါတယ်ရှင်။သိန်းစုငိမ့်နဲ့ပြနာတကယ်ဘူရာကြောင့်ဂျီကိကိုရေချင်းရှိလျက်နဲ့တုံစင်းနဲ့မထည့်ပေးကြတဲ့နဝိအားလုံးပဲမိင်္ဂလာပါ။ The Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါရီ။ဒီတိုင်းမှာပွဲရှာတဲ့တဲ့နယ်ဝဲကဒီနေ့မှာတော့ဘယ်လာမယ်နေမှာပွဲမဖြစ်ပဲအေးဆေးဆေးပဲပြီးဆုံးသွားခဲ့ပါရီ။ ။ကြာပြီမိမြန်မာနိုင်ငံကအလှမဲ JK ဆိုဖီယာကတော့ကျော22 list day ကိုတောင်မှမဝင်သွားခဲ့ပါဘူး။နဝက်ကညိုတေကျေးသူဖြစ်တဲ့ပြည်သူတွေကျုံးမျက်ရှိသူကိုပဲရွေးချယ်တတ်သူဖြစ်လာကြောင်းဒီနေ့မှ JK ကိုကြမင်းဖယ်ချခဲ့တာပါ။နဝက်က JK ကိုဖယ်ချခဲ့တာကတဲဆုငိန်နဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေကြောင့်လားဆိုပြီးတော့ခံမနေကြပါရီ။နောက်ခဲ့တဲ့နေ့မှာတဲဆုငိန်ကရလာတဲ့စုကိုလက်မခံနိုင်ပေစုကိုပြန်အပ်လိုက်ပါရီ။နဝက်တဲဆုကိုပြန်အပ်လိုက်တာကသူ့တဲစီဝါရေးရာထိခိုက်သွားခဲ့ပါရီ။ ကြားရမကားသေးပဲနိမြန်မာပြည်သက်တရားလေးနဝက်ကိုအမပေးကြတော့ဘူးဆိုပြီးဖြစ်သွားခဲ့လို့ဒီနေ့မှလိုချင်သလောက်ပိုတင်ကိုလည်းမရလာခဲ့ပါဘူးနဝက်ကလိုချင်တဲ့ပိုတင်ကိုပိုတင်တောင်းပေမဲ့လည်းမရလာခဲ့ပဲနိသူတင်ထားတဲ့အတိုင်းဖြစ်မသွားခဲ့ပါဘူးတဲစုငိန်ကိုလည်းနဝက်ကခုထိခဲမကြေးသေးပဲမြန်မာပြည်သက်တွေကိုလည်းထင်သေးနေစေဖြစ်ပါရီမြန်မာတွေကဘလောက်ပဲအားပေးပါစေသူနဲ့စင်မပြေရင်နဝက်ကထားခဲ့ဖို့လေဝင်မလေးပါဘူးဒါကြောင့်လည်းနဝက်ကတော့မကြည်မနေဖြစ်ကဒီနေ့ရလာမယ်ကိုတော်စင်းနေမထည့်ထားခဲ့တာပါ လွန်ခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ပြဿနာတွေရဲ့အရှိန်ကလည်းမပြီးဆုံးသေးပဲခြေကိကိုမြန်မာတွေကအမြင်မကြည်ကြပါဘူးအခုတော့နဝက်ရဲ့သဘောထားမှန်ကိုသိသွားခဲ့ပြီဖြစ်ပါတယ်နဝက်ကလာမယ့်ပြန်ဝဲကိုစီဝါရေးတစ်ခုဖြစ်လောက်ကင်နေတာကြောင့်သူ့အတွက်ငွေရှာပေးနိုင်မယ်လာမယ့်ကိုပဲရွှေပေးအကျိုးမရှိရင်တော့ target တက်သူလေးဖြစ်ပါတယ်ဒါကြောင့်လဲ JK ရရချင်းရှီလီယန်နဲ့နေခဲ့ရတဲ့အလှမယ်လေးဖြစ်သွားခဲ့တာပါ JK စုမရတဲ့အကြောင်းရင်းတွေထဲမှာနဝက်ကတမင်စုမပေးတာလဲပါဝင်တယ်လို့ JK ကိုယ်တိုင်မှလည်းလိုအပ်ချက်တွေရှိနေရလို့ပြောနေကြပါတယ် ဂျေကေဆိုဗီယာအတွဲစီစဉ်ထားတဲ့ဝစ်စုံတွေကတပ်ပမှုမရှိဘဲနဲ့ရိုးရှင်းနေလို့ပြောနေကြပါတယ်။ဒီဇိုင်နာတွေလည်းမတူတော့သလို National တိုက်တာလည်းမတူတာကြောင့်ဒီလိုဖြစ်သွားကြတာကတော့ပရိသတ်တွေကနားလည်ပေးနိုင်ကြပါတယ်။ဂျေကေရဲ့ဝစ်စုံတွေကရိုးရှင်းပေမဲ့လည်းအတိတ်ပဲတွေပြေဝနေပြီးတော့ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ပဲပြုလုပ်ထားကြတာပါ။သူကအာမပေးတော့ဘူးလို့ပြောကြပေမယ့်ပြန်ပွဲတစ်ဝက်လောက်မှာအားပေးမဲ့သူတွေပေါ်လာခဲ့ပါတယ်။ဝေဖန်မှုတွေရှားနေရတော့ JK ဆိုဖီယာကသူ့ရဲ့ချင်းနဲ့ပရိသတ်တွေကိုပြန်လဲစူးစီးသွားနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကဖိုင်းအင်အားကြောင်းတဲ့နိုင်ငံဖြစ်တာကြောင့်နက်ဝက်ကလုံးဝပြတ်ပေထားတာမျိုးတော့မဟုတ်ပေမရန်ဆိုင်တော်ကိုစုပေးခဲ့ပါသေးတယ်။ GK ဆိုဖီယာ၏ National Director ကတော့ Seva Grand Award ကိုစုကူရရှိခဲ့ပါသည်။နှုတ်ခဲ့တဲ့နေ့မှာနက်ဝက်နဲ့ပြဿနာတက်ခဲ့တဲ့အိန္ဒိယဘက်ကလည်းဒီစုကိုရရှိခဲ့တယ်လို့ Dominican ကလည်း Gold Grand Award ကိုစုကူရရှိခဲ့ပြီးတော့သူနဲ့ဆင်ပြေတဲ့နိုင်ငံတွေက National Director တွေကိုစုတွေပေးလိုက်တာပါ။တဆူမဟုတ်တဆူရတာကြောင့်အနေငယ်ချင်းနဲ့သွားနိုင်ပြီးတော့ နောက်နှစ်တွင်မှလည်းလာပြိုင်ဖို့အတွက်တခါတည်းကန့်လန့်လိုက်တာဖြစ်ပါရည်။ခြေကရတော့ရေချင်းရှိပေမဲ့ချိန်ကာမသွားခဲ့လို့တော့တွင်နေကျူတဲ့ကိုတောင်မှမပါဝင်ခဲ့ပဲနဲ့ကြံခဲ့ရပါရည်။ခြေကစုမရတာကလည်းတဲစုငင်းချောင်းဆိုတဲ့ဝေဖန်မှုတွေရှိပေမဲ့ခြေကရတော့နောက်ထပ်ပွဲတွေမှလည်းစူးစမ်းသွားအောင်ပါပါ။နဝယ်ရေးပြိုင်ပွဲကိုတော့အရင်စိတ်ပြတ်သွားကြပြီးနောက်ထပ်မရှင်ပြိုင်ဖို့တောင်မှပြောနေကြပါရည်။နဝယ်ရဲ့အကြောင်းတွေကိုတည်ပြီးသားဖြစ်တဲ့နိုင်ငံတွေကတော့အလောက်မေတွေကိုထပ်မံမစေလို့တော်ပါဘူး။ခြေကရဒီနေ့မှတမင်ပြစ်ခံလိုက်ရတာ တဲဆူငင်းနဲ့ပြင်သနာတက်ခဲ့တဲ့ကိစ္စကြောင့်အမေစာပင်ဖြစ်သွားတာလားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်အရေးပေါ်တဲ့အတွင်းကိုကိုသွင်းယူပေးနိုင်ခဲ့ပေမဲ့လည်းဒီချက်လေးကြောင့်စိတ်မကောင်းဖြစ်ခဲ့ရတဲ့ရှင်းတဲ့ဖြူစင်ပြုံကျမတို့ရဲ့ City Group Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရှာပါရင် USMD လေးတွေကတော့ကမ္ဘာပလာခြေစစ်ပွဲကိုအောင်မြင်သွားခဲ့ရတာကြောင့် တမိုင်းတဲ့တခုကိုရေးထိုးနိုင်ခဲ့ပါရီတရေရအောင်နဲ့တင်ခြေစစ်ပွဲကိုအောင်နိုင်ပေမဲ့လည်းအနိုင်ရလအောင်ထိဆွမ်းဆောင်နိုင်ခဲ့ကြတာပါဒါကြောင့်လင်းစစ်စရာမူရလေးတွေနဲ့အောင်ပွဲခံနိုင်ခဲ့ကြတာလေးဖြစ်ပါရီနန်းရှင်တက်ဖြူစင်ပြုံကတော့နမဲလေးကမိမိုက်တယ်လို့ခြေစန်းနေကပါမိမိုက်ခဲ့သူပါဒါကြောင့်လင်းအဓိကဒါဆောက်ကြည့်လာရတဲ့တိုက်စင်မူလေးပဲဖြစ်လာခဲ့ပါရီရှင်တက်ဖြူစင်ပြုံနေနဲ့အရေးပါတဲ့အတွင်းကိုတကုတ်ကိုအသိန်းတွေအသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါရီ ဂျိုင်မဲလေးအချက်လေးတစ်ချက်ကြောင့်သူ့အနေနဲ့စိတ်မကောင်းဖြစ်ကြရတာဖြစ်ပါရင်ဖခင်ဖြစ်သူအနေနဲ့သမီးလေးရဲ့ကစားဟန်ကိုသဘောကျခဲ့သူဖြစ်ပါရင်ဒါကြောင့်လေကွင်းထဲတည်းကိုရင်ကိုကြလာရောက်ကအပိတ်ကြတာပါရှင်သန်ပြုစင်ပြင်သွားတော့အရေးပါတဲ့အတွင်းကိုကိုသွင်းယူပြီးနောက်အောင်းမွေးခံကြတာပါဖခင်ဖြစ်သူရဲ့အရှိဂုံယူစွာနဲ့တူအောင်းမွေးခံဖို့ကိုစိတ်ကူးကြခဲ့တာဖြစ်ပါရင်ဂျိုင်မဲလေးများပြားလုံးနဲ့အပိတ်သူတွေကြောင့်ရှာမတွေ့ပဲဖြစ်ကြရလေဖြစ်ပါရင် USMD လေးတွေအနေနဲ့ခြေစစ်ပွဲကိုအောင်မြင်ကြတာကြောင့် ပေါ့ပေါ်မြေစီကိုသွားရောက်ကစားတော့မှဖြစ်ပါရင်အင်အားကြီးတင်းတွေနဲ့တူတွေးဆောင်သွားမှဖြစ်တယ်လို့အကောင်းဆုံးတော့တင်းလေးတင်းလောက်သာနောက်တစ်ဆင့်ကိုတက်ချီသွားနိုင်မှာပါဒါကြောင့်လဲရေကိုရေကန်ကြိုးစားရတော့မှလည်းဖြစ်ပါရင်ပရိသတ်ကြီးတို့လေခိုးသွင်းပြန်မှဖြစ်လာတဲ့ရှင်းသက်ပြုစင်ပြုံးလေးပေါ်မှာအပိစကားလေးတွေပြောခဲ့ပေးပါအောင်ရှင် လက်ချက်ခံဒီမှာထက်တဲ့ထုံနေ bio fine define ကြောင့်သူပြောများနေတဲ့ဟင်းဝေရင်အခုချိန်ဟင်နာနဲ့ပေါ်မှာပြည့်နေနေတဲ့ bio fine ကြောင့်မကြခင်မှာဒုသားလောင်းဖြစ်တော်မူမင်းသားဟင်းဝေရင်တယောက်ပြည်သက်တရေဝေဖန်မှုကိုပြင်းထန်ခံနေရပါတယ်လူပြောများနေရဲ့ bio fine ထဲမှာတော့ဟင်းဝေရင်နဲ့မင်းသမီးထက်တဲ့ထုံတို့နေရာကိုရန်ကုန်မှာ romantic ဆန်တဲ့ခန်းလေးတစ်ခုထဲမှာမင်းနဲ့ချင်းဆိုင်ရန်ကုန်မှာနီနီကက်ကက်ချစ်သူတွေလိုမျိုးချစ်ချူတွေတောင်မှရင်ခုန်သွားရလားအောင်ပုံစံမျိုးရိုက်ကူးထားတဲ့ bio fine မှာ ကြောင်မြင်လိုက်ရတဲ့ပရိသတ်တွေသူတို့ပြင်ဆိုဗစ်သင်းရဲ့ပရိသတ်တရားချက်ချင်းမဲ့ဒေါသထွက်ကြပါရည်ပရိသတ်ကြီးအလုံးတည်းရဲ့အတိုင်းဟင်ဝေရန်နဲ့ဆိုဗစ်သင်းတို့ဆောင်တွင်ဟာအမှုပညာလောကရဲ့လိုက်ဖက်ညီဆုံးအလုံးကအားကြရာဆုံးဆောင်တွင်တွေကတတွေ့ပါသူတို့နှစ်ယောက်ကိုပရိသတ်တရားချက်စနိုးနဲ့ငယ်စဉ်ဆောင်တွင်လို့တောင်းမှနာမည်ပေးထားကြတာပါဟိုရင်ဘီယိုစကားခေတ်တွေကသူတို့နှစ်ယောက်ရဲ့တွဲဖက်ညီမှုဇလန်းနဲ့နဲ့မှာပေးယူများတမှုတွေကအပြင်းမာပါတကယ်ကြိုက်နေကြတာလားတကယ်သာညာသွားရင်ကောင်းပါပဲဆိုပြီးပရိသတ်တရားသဘောတူထားကြတာပါ အခုတော့ပြိသက်တရဲ့ဆန္ဒတွေပြေဝသွားပါပြီ။သူတို့နှစ်ယောက်ကချစ်သူတက်တန်း၆နှစ်ကျော်တိုင်အောင်တယောက်ကိုတယောက်နားလည်မှုတွေခိုင်မာတဲ့ချစ်ချင်းတရားတွေနဲ့တိစောက်ခဲ့ပြီးနောက်မကြာခင်မှာပဲနှစ်ပတ်မိဘသဘောတူညီမှုနဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါရည်။ဒီလိုပြိသက်တရားအလုံးကသူတို့ရဲ့မင်္ဂလာပွဲအတွက်ဝမ်းသာနေကြတဲ့အချိန်သူတို့သမီးလောင်ဆွေသည်စဉ်အတွက်ပျော်ရွှင်နေကြတဲ့အချိန်တထက်ကန်ဒီဒီလိုချိန်ကြီးမှာမှသူတို့သားလောင်ဟင်းဝီယန်ကနောက်ထပ်မင်းသမီးတယောက်ထက်ထုံနဲ့အဲ့လိုနီးကဲဆုံးဘီယိုဖိုင်ထွက်ပေါ်လာတာပါ။ဒါကြောင့်လည်းလူပြောများနေပါရီ လူဝရန်ကနေတိုင်းမစင်ခြင်းမူမိင်္ဂလာဆောင်တော်မယ်ရောက်ကြတော့ကဒီလိုပုံမျိုးဖြစ်တင်မူထက်ထက်တုန်းကလေကိုလိုဖို့အကင်ဘက်ကမိင်္ဂလာဆောင်တော်မယ်မဲ့တည်တည်ကြီးနဲ့ဒီလိုနီးကန်လွန်တာမသိမ့်တော်ဘူးဆိုပြီးတော့ဟင်းဝရန်ရောထက်ထက်တုန်းကပါအပြစ်တင်ဝေဖန်ကြတာပါတကယ်တော့ဒါကစိန်နှန်းတော်စိန်ရွှေနာဆိုင်တွေဟင်းဝရန်နဲ့ထက်ထက်တုန်းတို့နေရာအတူတွဲဖက်ရိုက်ကူးခဲ့တဲ့ဂျွန်ညာဘီယိုဖိုင်တစ်ခုသားဖြစ်ပါရီပိုပြီးရှင်းရှင်းလင်းလင်းပြောရရင်အဲ့ဂျွန်ညာဟာအခုမှအသေးဆက်ဆက်ရိုက်ကူးထားတာလောက်ဝမဟုတ်ပါဘူးလုံခဲ့တဲ့နေ့ကလေးကရိုက်ကူးထားပြီးသားဂျွန်ညာအဟောင်းတစ်ခုဖြစ်ပါရီ ချုံညာရဲ့ဇလန်သဘောအရချစ်သူနှစ်ယောက်ရဲ့ romantic scene နဲ့ခန်းစားချက်ကိုပုံဖော်ရတာဖြစ်လို့ထိုက်တောင်လိုချင်တဲ့ပုံစံတိုင်း professional တရုပ်ဆောင်တွေပြ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 တရုပ်ဆောင်ခဲ့ကြတာပါ။ဒါပေမဲ့ဟင်းဝီရန်တို့မင်္ဂလာဆောင်ငန်းဤတရင်တွေအရန်ကျူးဆိုင်ခံနေရတဲ့ဒီအချိန်ကိုခွင့်ကောင်းယူပြီးအဲ့ချုံညာပြီးရရှိကြီးတဲ့ကအနိကက်ဆုံးထင်မဆရာကောင်းဆုံးခန်းလေးကိုပဲချက်တောက်ပြီးတော့ cut out လုပ်ပြီး social media ပေါ်ပြန်တင်လိုက်တာပါ။ ရှိရချက်ကတော့ရှင်းရှင်းလေးပါအဖြစ်မှန်ကိုမသိတဲ့သူတွေဈာထဲမှာဟင်းဝယ်နဲ့ထက်ထွန်းတော့ဘာလို့လို့ညာလို့လို့ဆိုပြီးတော့ထင်အောင်ထင်မှဖြစ်အောင်လူပြောများအောင်ဝေဖန်ခံရအောင် တမင်တကာလုံးလိုက်တာဖြစ်ပါရည်။ဒါကြောင့်ပရိသတ်ကြီးကိုကျွန်မတိုက်တွန်းချင်တာကတော့ဆိုရှယ်မီဒီယာပေါ်မှာမြင်သမျှသတင်းတိုင်းကိုအထူးသဖြင့်ဒီလိုဖြစ်ညက်ကလောက်ထားတဲ့ video file လေးတွေကိုကြည့်ပြီးအဖြစ်မှန်ကိုသိချမစုံစမ်းမင်း။ကရေကန်ရှင်ဥပညာရှင်တွေကိုပြစ်တင်ဝေဖန်ကြဖို့ပါပဲရှင်။အခုတော့အားလုံးရှင်းရှင်းလင်းလင်းသိသွားကြပြီလို့ချင်ပါရည်။ ကျမတို့အားလုံးကငယ်စဉ်ဆုံးတွဲဖြစ်တဲ့ဟင်းဝင်ရံနဲ့စိုးပြေသစင်တို့ရဲ့မင်္ဂလာဝေးကိုဝမ်းမြောက်စွာနဲ့ဂုဏ်ပြုပေးလိုက်ကြအောင်လားရှင်။ပရိသတ်ကြီးတို့ရောဒီလိုသတင်းအမှားသတင်းဖြတ်တောက်တွေကြောင့်ထင်မှားခံခဲ့မှုတွေတွေ့ကြုံရှိလားဆိုတာ comment မှာပြောခဲ့ပေးပါအောင်ရှင်။ ်တန်ဒီရဲ့ပြင်ပကိုရောက်ရှိခဲ့ပေမဲ့လေးစားစရာစိတ်တလေးကိုပြသနိုင်ခဲ့တဲ့ JK ဆိုပြီးအောင်ကျမတို့ The Celebrity News Channel လေးကနေပြန်လေကကြိုဆိုလိုက်ရှာပါရီ JK ဆိုပြီးအားကတော့ Tor 22စနေတူလှည့်ပြန်ခဲ့ရပြီလေဖြစ်ပါရီ Tor တန်ဒီရှီမန်းထားခဲ့ပေမဲ့မန်းချက်နဲ့နန်းထွန်းဟာတော်လေးကိုမလွယ်ခဲ့ရတာပါဒါကြောင့်လည်းပရိသတ်တွေအနေနဲ့စိတ်မကောင်းဖြစ်ခဲ့ရတာဖြစ်ပါရီ JK အနေနဲ့ပရိသတ်တဝက်ရဲ့အားရင်လေးနဲ့တူကောင်းမွန်ဆုံးရှေ့ဆက်ခဲ့သူဟာ ဒါကြောင့်လည်းစူဂျီဂျီတခုနဲ့တူထိုက်တန်သူဖြစ်လဲရှုမြင်လာခဲ့ရတာဖြစ်ပါတယ်။ခြေကနေနဲ့အထက်မြဲတွက်လက်သူပြပြပြိုင်ပွဲတစ်ပွဲရှာလုံးမှာအကောင်းမွန်ဆုံးကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။ Country Powers of Asia Train Top 40ရောက်ရှိခဲ့တယ်လို့ Popular Vote တွေ Top 40ဝင်ရောက်ခဲ့တာပါ။ Grand Tale မှာတော့ Top 50နဲ့တူရှေ့ဆက်နိုင်ခဲ့တာဖြစ်ပြီး Best National Cartoon တွေလည်း Top 20ထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ခြေကနေနဲ့ပန်ပိုးမှုအားကောင်းကောင်းနဲ့တူတက်ဆွမ်းသမျှကိုချပြနိုင်ခဲ့တာပါ။ ဒါကြောင့်လင်းလာမဲချိုရဲ့ထင်ကြီးလေးစားမှုတွေကိုပါတပတ်မှရရှိလာကြရတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဖိလစ်ပိုင်၊ထိုင်း၊စပိန်၊ဂါနာနဲ့ဗနီဇွဲလားနာမယ်တွေဟာအစူတီတီကိုစုတ်ခိုးသွားနိုင်ကြတာပါ။အလာမဲများစွာတော့ JK အနေနဲ့တော်တန်းထီဝင်ရောက်နိုင်ကြောင်းခံမှန်းခဲ့ကြတာဖြစ်ပါတယ်။ကျော်တန်တီရဲ့ပြင်ပကိုရောက်ရှိလာတဲ့အခါမှာတော့ကြံရှိသူလာမယ်ချူကပါအံ့အားသင့်ကြရတာဖြစ်ပါတယ်။ဒါကြောင့်လည်းလာမယ်တွေနေနဲ့နှစ်သိမ့်မှုတွေပါပြုလုပ်ခဲ့ပြီးကြောင်းရှင်ပွင့်လာကြတာဖြစ်ပါတယ်။ ခြေကရော့တော်တန်နီတူဖြစ်တာနှိပ်ပြန်ခဲ့ရပေမဲ့လည်းခြေနှဲမှုပြရှိခဲ့သူဖြစ်ပါတယ်။ကြိုးစားသူတိုင်းတွေနေရာတစ်ခုရှိရမယ်လို့ဆွဲမှတ်ကဈေးကအနေနဲ့လှုပ်ဆောင်နေခဲ့သူဟာဒါကြောင့်လင်းဂျုံလာသမ ्या ကိုတွေ့ကြုံကောင်းတဲ့ဖြစ်ဆက်လက်တုံးချသွားမှာလေးဖြစ်ပါတယ်။ခြေကရော့ရီမန်းချက်တွေတိုင်းဆက်လက်လျှောက်လဲမဲ့သူလေးဖြစ်ပါတယ်။ဒါကြောင့်လေကောင်းမွန်သောပုံစံလေးနဲ့တူတကြောအပြင်မြင်တွေ့လာရမှာဖြစ်ကြောင်းဂျေကီကတော့ ground ရရှိလာခဲ့တဲ့ဖိလစ်ပိုင်နဲ့မယ်လီကိုပါချီးကျူးပေးခဲ့ရတာဖြစ်ပါတယ် ပြပိုင်လာမယ်မယ်ရီအနေနဲ့ဘာသာစကားရာမှာကျွမ်းကျင်နေပြင်ပရိသတ်ဝိညာဉ်မှုကောပါအပြေအဝရရှိကြတာပါဒါကြောင့်လဲဆူရရှိသူဖြစ်ရေပန်းစားနေကြတာဖြစ်ပါရီမယ်ရီကတော့ပြင်ဆင်ချိန်တွေသိမ့်မရခဲ့ပေမဲ့လည်းရေချင်းတွေကိုအကောင်းဆုံးချပြခဲ့တာဖြစ်ပါရီဒါကြောင့်လဲဆူရရှိလာစင်မာဝေးဝန်တာမြေရီအနေနဲ့တူဖြစ်လာကြတာဖြစ်ပါရီနဝက်ကတော့ပညာရှိပီပီကွက်တွေကိုထုတ်သုံးလာခဲ့သူဖြစ်ပါရီတော်တန်းတီဂျီမန်ထားခဲ့ပေမဲ့မထင်မှတ်တဲ့ကွက်တွေကိုပြသွားခဲ့တာပါ ဂျာပြန်မှာတော့ Saver Anti Su နဲ့တူထူးထူးခြားခြားပေးလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအိန္ဒိယနဲ့မြန်မာအနေနဲ့ Saver Su ကိုပို့တွဲရရှိသွားခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့နောက်နေတွယ်လက်ပြန်မှာကိုစိုးရိမ်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းစီဝါရေးပညာရှင် PP နဲ့ဝက်အနေနဲ့ပညာတွေကိုထုတ်တော့သွားခဲ့တာဖြစ်ပါတယ်။ပရိသတ်တရားတော့ Saver Grand Award ဆုပေးလာတဲ့နဝရဲ့မြော်မြင့်ကြီးမှုပေါင်းမလေးစားဝဲမနေနဲ့အောင်ဒီတစ်ဖက်မှာချီးကျူးနေကြရတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းဒီနေ့ Miss Grandy နဲ့ပတ်သက်ကအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။ ဆုံးနေကြရှိွားပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာကြဥမာဖြစ်လို့ကျမတို့ရဲ့ပေလီကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့ကြွယ်မမေ့ကြပါနဲ့အောင်ရှင်။